ဥယျာသူအပေါ်ရေးသားချက်နဲ့ပတ်သက်ပြီး66ကာဂျီနဲ့တရားစွဲခံရတဲ့မြန်မာနောက်အေဒါချုပ်ကိုဆိုဝင်းကဒီကိစ္စနဲ့ပတ်သက်ပြီးတောင်းပန်စရာလဲမလိုသလိုညှိနှိုင်းမှုလဲလုပ်ဖို့မလိုဘူးလို့ပြောပါတယ်။ဒီသတင်းကိုတော့အောင်သူကပေးပို့ထားပါတယ်ခင်ဗျာ။ရွှေကောက်ပွဲပြီးကလေးကအတန်တိတ်နေတဲ့မဘာသာပြန်လာပြီးဥယျာသူပါရာဇိကကြာပြီးရဟန်းဘဝနေထိတန်သွားပြီးပါရာဇိကခုမှကြတာတော့မဟုတ်တော့ဘူးဆိုပြီး Facebook ပေါ်မှာရေးသားဖော်ပြချက်တွေကြောင့်မြန်မာနောက်အေဒီတာချုပ်ကို ဥကျော်မျိုးဆွေက မန္တလေးတိုင်းဒေသကြီးမဟာအောင်မြေမြို့နယ်အမှတ်9နယ်မြေရဲစခန်းမှာ66ဂါကြီးနဲ့တရားစွဲခဲ့ပါတယ်။နေ့လယ်2နာရီအထိရဲစခန်းဘက်ကအမှုနဲ့ပတ်သက်ပြီးဘာမှအကြောင်းကြားတာမရှိသေးဘူးလို့ကိုဆွေဝင်းကပြောပါတယ်။တရားစွဲခံရတာနဲ့ပတ်သက်ပြီးမလ၈ရက်နေ့နေ့လယ်2နာရီကသတင်းဌာနတွေကိုတွေးဆခဲ့ပြီးသူ့အနေနဲ့ပြန်တောင်းပန်မှုမရှိဘူးလို့ပြောဆိုခဲ့ပါတယ်။ဒီတစ်ချိန်တစ်ခါတည်းပဲအမုန်းစကားတွေပြောနေရမှာမဟုတ်ဘူး။ အများတမ်းတောက်လျှောက်တနိုင်ကလုံးပတ်ပြီးတော့မှမှုဝင်နေတာမင်းမှုဝင်နေတဲ့ပုံကိုဒါရီအားလုံးအသိပဲကျွန်တော်တို့အားလုံးဒါငြိမ်းသာငြိမ်းခံနေရတာဒါကြောင့်မလို့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဘာမှပါရာဇစ်ကကြရဲဆိုတာပါရာဇစ်ပါရာဇစ်ကကြရဲဆိုတဲ့အဆင့်ကဒါတော်တော်လေးကိုတတ်တာသိတယ်သူကတာမန်လူကောင်းတယောက်တော်မဟုတ်တော့အဆင့်တော်မဟုတ်တော့ဘူးဒါဒုစရိုက်သမားပဲထောင်ထဲမှာတော့အပြစ်ပေးရမယ့်ပုံကူမျိုးဥဝီရသူရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာဥက္ကိုနီကိုလောက်ကြံတဲ့သူတွေကိုစုတောင်းပေးတဲ့အရေးအသားတွေကိုရေးသားခဲ့ပါတယ် ဒီလိုအရေးအသားတွေကိုအစိုးရအနေနဲ့လည်းကြည့်မနေသင့်တဲ့အပြင်ဒါကိုကြည့်နေတဲ့အစိုးရဟာရာဇဝတ်မှုကိုအားပေးတဲ့အစိုးရဖြစ်တယ်လို့ကုဆွေဝင်းကဝေဖန်ခဲ့ပါတယ်။ကျွန်တော်တို့နိုင်ငံမှာတရားမှုတရားမှုအဖွဲ့အစည်းရပ်တည်လို့မရဘူး။ဘာဖြစ်လို့ဒီအဖွဲ့အစည်းကရပ်တည်နေသလဲ။ဒီအဖွဲ့အစည်းကတန်ခါစီမင်းစည်းကမ်းနဲ့အညီဖွဲ့စည်းထားတဲ့အဖွဲ့အစည်းမဟုတ်ဘူးဆိုရင်ဘာကြောင့်မလို့တော့တန်ခါတို့ဥဆောင်ပြီးတော့ဖွဲ့စည်းထားရလဲ။ကျွန်တော်တို့ ဆိုတော့ဥပဒေကလိုအပ်ရင်လိုအပ်တယ်လို့သုံးတယ်မလိုအပ်ရင်မလိုအပ်တယ်လို့မသုံးဘူးဆိုတော့အနေထားဖြစ်နေဟုတ်ကဲ့ခင်ဗျာဒါကြောင့်မို့ဒီဖွဲ့စည်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ရှင်းကိုရှင်းရမယ်ဒီဖွဲ့စည်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ဆက်ပြီးတော့ရေးကိုရေးရမယ်ဥပ္ပယသူရဲ့ရေးသားချက်တွေဟာပါရာစီကမကြပေမဲ့ဖះသားတော်တပားအနေနဲ့လူတက်မှုကိုထောက်ခံကြောင်းရေးသားချက်တွေကိုဥပ္ပယသူအနေနဲ့ရှောင်ကျဉ်သင့်တယ်လို့ရွှေဝါရောင်ဥဆောင်တန်ကတပားကပြောပါတယ်လူတက်တဲ့လူတွေကိုပေါ့လေကိုကြည်လင်းပါဝင်ပါဝင်ပတ်သက်တဲ့လူတွေကျေးဇူးတင်ကြောင်း ထုတ်ပေါ်ပြီးတော့ပြောတာဆိုတာရေးသားတာတွေ ਆ ဒါကတော့ဘုရားဝါဒကြီးမေတ္တာဝါဒကိုအခြေခံတဲ့ဘာသာတရားဖြစ်တဲ့အတွက်ဒါဘာသာတရားပေါ်မှာဒါမေတ္တာတရားကင်းမဲ့တယ်လို့ပြောလို့ရရပေါ့ပါရာဒီကတော့မကြောက်ဘူးမေတ္တာတရားကင်းမဲ့တယ်အဲ့တော့ဘုဒ္ဓဝါဒလမ်းစဉ်နဲ့တွေ့ဖြစ်နေတဲ့စမ်းကျင်နေစမ်းကျင်အောင်တော့ရောက်တယ် မကြသေးခင်ကမှပြောင်းလာတဲ့ကိုစွေဝင်းရဲ့နေရက်လိပ်စာတွေကိုပါတိုင်တန်းတဲ့အထဲမှာအတိအကျပါနေတဲ့အတွက်ဓာတွေကိုအာနာဘိုင်းဖွဲ့စည်းကမပေးဘဲမရနိုင်လို့အခုလိုတရားစွဲဆိုထားမှုဟာအာနာဘိုင်းဖွဲ့စည်းတွေကပါပူပေါင်းကြံစည်တာဖြစ်နိုင်တယ်လို့ကိုစွေဝင်းကပြောပါတယ် ကိုဆွေဝဲအနေနဲ့ခုနှစ်ရက်အတွင်းတောင်းပန်ဖို့တရားစွဲသူက Facebook ပေါ်မှာရေးသားဖော်ပြခဲ့ပေမဲ့ပြန်လည်တောင်းပန်တာမရှိတဲ့အတွက်ကြောင့်ဥဝရသူကအမှုဖွင့်ဖို့ညွှန်ကြားလို့တရားစွဲခဲ့တာလို့တရားစွဲသူရဲ့တိုင်ချက်မှာရေးသားဖော်ပြထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ